ကျွန်တော်တို့ The Sports Corner ကိုကြည့်ရှုပေးနေတဲ့ညီကိုများအားလုံးပဲမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ရပါတယ်။ကျွန်တော်တို့ဒါ Sport Corner မှာအစီအစဉ်တွေအများကြီးတင်ဆက်ဖို့ရှိပါတယ်။ Preview တွေ, Review တွေ၊ကျွန်တော် Podcast တွေနောက်ပြီးတော့ Live Commentary တွေအပြင် တခြားအစီအစဉ်ကောင်းများစွာကိုကျွန်တော်တို့တင်ဆက်ပေးဖို့ရှိပါတယ်။ဒီတစ်ပတ်မှာတော့ကျွန်တော် Review အစီအစဉ်တစ်ခုဒါစီစဉ်ထားပါတယ်။ဒီတစ်ပတ်မှာကျွန်တော်တို့ Premier League Review ကနေစပါမယ်။ဒီအစီအစဉ်မှာကျွန်တော်ဖိတ်ကြားထားတဲ့ဧည့်သည်ကဒါ ကိုချင်းကြီးဖြစ်ပါတယ်ကိုချင်းကြီးနဲ့ကျွန်တော်နေက review တွေကိုတင်ဆက်ပေးมาဖြစ်ပါတယ်ကိုချင်းကြီးမင်္ဂလာပါမင်္ဂလာပါကိုဒနာကြီးအဒီတစ်ပတ်မှာတော့ကျွန်တော် sport corner ရဲ့ဒါအစပေါ့နော်အစခြေလန်းကနေကျွန်တော် review ကနေစဖြစ်သွားတယ်စဖြစ်သွားတော့ကျွန်တော်ဒီ sport corner မှာပထမဆုံးကျွန်တော်တို့စမဲ့ပွဲကလည်း united ပွဲဖြစ်သွားတယ်ပေါ့နော်တတိုက်ဆိုင်ဆိုင် united ကဒါတော်တော်လေးကောင်းမွန်နေအချိန်လေးဖြစ်တယ်4-2နဲ့နိုင်တယ်ကျွန်တော်ဒီမှာ result လေးတော့ရေးထားတယ်ပေါ့နော်အဲ့တော့4-2နဲ့ဆိုတော့တော်တော်လေးကောင်းခဲ့တယ်ပေါ့အဲ့ပွဲကကျွန်တော်တို့ live လေးပြောခဲ့တယ်ပေါ့နော်အဲ့တော့ကိုချင်းကြီးအမြင်လေးဒီ united နဲ့ပတ်သက်ပြီးစပေးပါဦးဟုတ်ကဲ့ တော်တော်လေးပျော်စရာကောင်းတဲ့အခိုက်အတန့်တစ်နှစ်ကျော်နှစ်နှစ်နီးပါးမှာ United ပြည်သက်တွေဒီလိုပျော်ဖို့ဒီလို အားဝမ်းသာအားရနဲ့တကယ်ငါတို့သင်းပြန်လာပြီ United ပြန်လာပြီ Man U ပြန်လာပြီဆိုတဲ့စကားကိုဟာသအနေနဲ့ပြောနေကြတာများပြီဟုတ်တယ်ဒီချိန်တော့တကယ်ဟာသကြီးမဟုတ်တော့ကျွန်တော်တကယ်ကိုဟိုလုံးဝချန်ပီယံနေအောင်မြင်မှုတွေစီကိုသွားနေတာမျိုးတော့လည်းမဟုတ်သေးဘူးဆိုပေမဲ့သူကသူ United ကရှိသင့်ရှိတတ်တဲ့ level တစ်ခုကို ဒါဒီလောက်တော့အနည်းဆုံးရှိရမယ်ဗျာဟိုမနစ်ကအဆင့်14တွေ15တွေ့ကြရအသင်းကိုနိုင်မမလားလို့အောက်ကနေခံခံနေရတာဒီဒါတွေက United မဟုတ်ဘူးတော်တော်လေးကိုဆိုးရွားခဲ့တယ်အဲ့ဒီကာလာတွေကိုခြံထားနိုင်ခဲ့ပြီးဦး system တစ်ခုအောက်မှာကောင်းကောင်းအလုပ်လုပ်လာနိုင်တယ်ပြီးတော့ဒီနေ့ခေါ်ထားတဲ့ကစားသမားတွေအန်ဘူမိုတို့ကွန်ညာတို့တကယ်ကို United နဲ့တသားတည်းဖြစ်လာတယ်ပေါ့နော်ပို့ပြီးတော့အလုပ်လုပ်လာနိုင်တယ်တကယ်ကိုအသင်းကဘတ်ပေါင်းစုံကတိုးတက်လာတယ်ကိုသမားတိုးတက်လာတယ်ခံစားပိုင်းတိုးတက်မှုတွေကျွန်တော်မြင်လာရတယ်ဒီဘက်မှာ ေးကိုနှစ်ခုပေးရတယ်ဆိုရင်မဲ့ဒါကနောက်ထပ်ဖြည့်ရှင်းရမယ်နောက်ထပ်ပြောရမယ်ပြဿနာတစ်ခုပေါ့နော်အဲ့တော့ကွင်းလယ်မှာလည်းတဖြည်းဖြည်းနဲ့ကာစီမီယိုနဲ့ဖာလန်ဒက်နဲ့အတွဲပူညီလာပြီအော်တိုက်စစ်ကလည်းအလုပ်လုပ်လာပြီဆိုတော့ဒီချိန်မှာအမိုးရင်းပြောနေတဲ့ဒီ system တစ်ခုအောက်မှာသူတဖြည်းဖြည်းချင်းအချိန်ယူရမယ်အချိန်ပေးရမယ်ဆိုတဲ့ဟာတွေပြီးတော့အပြောနဲ့မဟုတ်တော့ဘူးအလုပ်နဲ့တက်တည်ပြရတော့မယ်ဆိုတဲ့အတိုင်းကြုံရခဲ့တဲ့အတိုင်းပဲဥပဒေသုံးပွဲဆက် တနှစ်လီပါလောက်မှာသုံးပွဲဆက်ပထမဆုံးနိုင်တဲ့အတွက်ကြောင့်အရင်ဆုံးတော့ချီးကျူးတယ်ဂုဏ်ပြုတယ်ဒီလိုပြန်ပြင်ရတာလဲကြိုးဆိုတယ်အဲ့တော့ United ပြည်သက်တွေဆိုရင်ဘလောက်တောင်ဝမ်းသာနေမလဲအဲ့တော့တကယ်ကိုဒီချိန်ကတော့ United ပြည်သက်တွေအတွက်တကယ်ကိုဟိုပျော်စရာအကောင်းဆုံးချိန်လို့ပဲထင်တာပဲဟုတ်ကဲ့အင်ကုန်းမှာ၄ပွဲဆက်နိုင်တာပေါ့နော်အဲ့တော့ဒီအခြေအနေတွေကအရန်ကိုကောင်းလာတယ်ပေါ့နော်ဒါကလည်းဟိုကျွန်တော်တို့ကတိဆောက်လာခဲ့တာတော့ကြာပြီဒါပေမဲ့အခုချိန်ကြာမှအောင်မြင်တာဆိုတော့နည်းနည်းတော့ဟိုထူးဆန်းဖို့ကောင်းတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အခုနောက်မှာ United ကစားတာလေးတွေက အကွက်ကိုစီလာဗျာကျွန်တော်ပြောချင်တာတို့ highline press လုပ်တဲ့အချိန်မှာလေဒီတိုက်စစ်က sasco တို့ anbu တို့ကုညာတို့အားစားတယောက်မှရက်မနေဘဲနဲ့ဘလုံးကိုလိုက်ပြီးတော့ press လုပ်တာဗျာ sasco ဆိုတော်တော်ကြိုးစားခဲ့တာအဲ့ဒီဘက်မှာအဲ့တော့ဘလို rotation system တော်တော်မောင်းမဲ့တုံးတုံးကျွန်တော်တို့ pressing မှာပါ sasco ကပြန်ကောင်းလာပြောချင်တာတစ်သင်းလုံးက တကယ်ကောင်းလာပြီဆိုရင်လည်းကျွန်တော်တို့ကတသိန်းလုံးကိုအထိုင်လိုက်ကြီးကောင်းလာပါတော့ပြောစရာမရှိဘူးကျွန်တော်တို့ဒါလဘောင်းနဲ့ပေါ်မှာဆို Harry Maguire တော်မှာခေါင်းတိုက်ပြီးတော့အနိုင်ကိုသွင်းခဲ့တယ်။ဟာပြောချင်တာ Maguire ကဘာပဲဖြစ်ဖြစ်ဟိုပြိသက်တွေအနေနဲ့အော် Maguire ပါရင်ကျွန်တော်ကြောက်နေရတဲ့အချိန်မှာ Maguire ကအသင်းရဲ့ hero ပါဖြစ်ခဲ့တာဆိုတော့အဲ့လိုမျိုးအသင်းသင်းအောင်မြင်ဖို့လမ်းကြောင်းပြန်ရောက်လာပြီဆိုရင် ဒီအချက်လေးကသူ့အတူကိုဖြစ်လာတာပေါ့နော်အဲ့ဒါဒီဘက်မှာဂိုးတွေရှာတော့တဲ့အခြေသေးလေးမှာကိုကိုရှင်အင်းနေနဲ့ဒါသဘောကျတဲ့အပိုင်းလေးတွေအားရတဲ့အပိုင်းလေးတွေလည်းဆက်ပြောပြပါဦးဟုတ်ကဲ့ပါအဲ့တော့ဒီ formation မှာကိုနနပြောသလိုပဲ Maguire ဒီဘက်မှာပြန်ပြီးတော့ line out သွားတယ်ဒါ delay နဲ့ Euro နဲ့ပြန်ပြီးတော့ခန်းစစ်မှာပြန်ထွက်လာတယ်ဘာမှတော့အပြောင်းလဲကြီးမှမလုပ်ထားဘူးပြီးခဲ့တဲ့ပွဲအရဆိုရင်ဒါ Sesco ကိုပြန်သုံးထား Liverpool နဲ့ပွဲမှာ Van Dijk တို့ Konate တို့ဒီအမြင့်ဘောအားတာတဲ့ခန်းစစ်ကြောင့် ဆက်စကိုမတုံးဒီကလည်းမှန်တယ်ဒီဘွဲမှာတော့ဆက်စကိုပြန်တုံးထားတယ်ဆက်စကိုရှေ့ကနေပြီးတော့ area ဘိုင်းနေမှာအားကိုးမှုတွေပြန်ပြီးယူလာတယ်ဒီမှာအဓိကမြင်ရတာဒီဘွဲမှာ United ကအဓိကချီးကျူးကျင်တာသူတို့ရလာတဲ့ခွင်းတွေအသုံးချနိုင်တဲ့ conversion rate တွေပြန်ကောင်းလာဟုတ်ကဲ့ဒီတရာဒီလုံးမှာ United ရဲ့ပြဿနာအလေးရတစ်ခုက expected goal ကသူတို့ကအခွင့်အရေးတွေဖန်တီးနိုင်တယ်ပဲလေးစပီးရင်ဒုတိယမြောက် expected goal အမြင့်ဆုံးအသင်းဒါပေမဲ့ရသေးတဲ့ ခွင့်ရေးတွေနဲ့ဂိုးရတဲ့လောက်မရထားဘူးအဒီနေ့ပါဒီပွဲမှာတော့ Brighton နဲ့ပွဲမှာတော့ expected goal က1.3လောက်ပဲရှိတယ်တကိုးကြော်ကြော်လေးပဲရှိတယ်ဒါပေမဲ့တကယ်တမ်းသွင်းသွားနိုင်တာ၄ဂိုးလောက်ရသွားတယ်73ချိန်ကန်တယ်6ချိန်ပဲဂိုးပေါက်တဲ့နေရာမှာဂိုး၄ဂိုးသွင်းနိုင်တယ်ဆိုတော့အဲ့ဒီ clinical ဖြစ်မှုတွေအဲ့ဒီအဆုံးသက် conversion rate တွေကောင်းလာမှုဟာဒါက United အတွက်နောက်ထပ်ပိုပြီးအားရစရာကောင်းတဲ့ plus point တစ်ခုလို့ထင်တယ်အဖွင့်ကိုဆက်ရသွားတဲ့ဟာမှာပဲကြည့်ကျွန်တော်တို့ဒါ ပယ်နတီပေးမလို့ပေးမလို့နဲ့ဒီအငင်းပွားစရာတွေဖြစ်ရှုပ်ရှက်ခတ်နေတာနေပြီးတော့ဒါကက်ဆီမီရိုအလိုက်တင်လေးထိုးပေးတယ်ကိုညာသူ့ရဲ့ first step ကတတော်ကောင်းတာဗျသူထိမ့်လိုက်တဲ့ဘောလုံးကဒါကံယုံပဲတဲပေးထားတယ်လို့ဖြစ်သွားပြီးတော့တတော်ကောင်းတယ်ဒီပွဲမှာကိုညာရှေ့မှာတွေကဂိုးပေါက်ပြောင်းနေရဆိုရင်ပဲသူကစားနေတယ်ကယုံကြည်မှုပြောင်းနေရကစားမနဲ့မတူဘူးဟုတ်ကဲ့အဲ့ဒီတစ်ခုတော့ကျွန်တော်တော်တော်လေးသဘောကျတယ်ပုံမှန်ဆိုကစားမတယောက်တိုက်စစ်ကစားမတယောက်ကသွင်းကိုးတွေ၄၅၆ပွဲလောက်မသွင်းနိုင်ဘူးဆိုရင် confidence တွေအောက်ပြီးတော့ယုံကြည်မှုတွေကျပြီးကစားတာပုံမှန်မဟုတ်တော့ကိုညာကျတာအဲ့လိုမဟုတ်ဘူး ကွင်းတွင်းမှာလှုပ်အားနှုံးနဲ့တိုက်စစ်ခွင့်ဆိုတာရုံးကစားပေးတယ်ဂိုးသွင်းနိုင်ခြင်းမသွင်းနိုင်ခြင်းဆိုတာထက်သူ့ကိုယ်သူအမြဲဆက် confident over confident မဟုတ်ဘဲနဲ့ confident အပြည့်ရှိနေတာမျိုးဒါလို့တော့ကစားမတစ်ယောက်ကဒါလို့ရှိတဲ့နယ်လို့ထင်တယ်ဒီနေရာမှာတော့ကွန်ရောတော်တော်လေးချီးကျူးတယ်ကန်သွားလာလဲသူ့ရဲ့စိတ်ကြိုက် position ပဲ first set တော်တော်လေးကောင်းတဲ့အတွက်ကြောင့်ဒါပြိုင်မဲ့ခံစစ်ကိုဝက်ပြီးတော့ကန်သွားတဲ့ပထမကိုတော်ကိုတက်ရလွန်နေအဲ့မှာဆက်ရပြီးတော့ဖီးရပထမဆုံးကိုနော်ဟုတ်တယ် United မှာသူရဲ့အဖွင့်ကိုလည်းဖြစ်သွားတယ်အဲ့တော့ဒီကိုနဲ့ဆက်ပြီးတော့ကိုဆက်ရသွားတဲ့အချိန်မှာ United တို့ဖီးရကတော်တော်လေးညော့သွားပြီးတော့ ဒုတိယဂိုးကတော့ဒီတကယ်တော့ပြောမှဆိုကန်တရားကြောက်မှာကက်စီပီရိုအတားကကန်ရမယ့်အစားလူပေးရမယ့်အချိန်တော်တော်လေးလဲဝေးတယ်ကန်လို့လဲဂိုးပဲတော့မထင်ဘူးဒါပေမဲ့ကန်ကောင်းကျင်တော့ရှေ့မှာရှိနေအရာရင်းနဲ့ထိပြီးတော့လမ်းကြောင်းပြောင်းပြီးတော့ deflection ဖြစ်ပြီးတော့ဂိုးသွားတယ်ဆိုတော့ဒီမှာကန်တရားကလည်းအဲကြိုးစားနေတဲ့သူတွေကိုမျက်နှာသာဒေးလာတယ်ဆိုတာမျိုးပေါ့နော်ဒီပေါင်းနဲ့ပွဲမှာလည်းကျွန်တော် United ကကန်တရားရဲ့ဖိမမှုတွေအများကြီးရှာခဲ့ဆိုတော့ဒီပွဲမှာလည်းအဲ့ဒီဂိုးမှာဒါကန်ကောင်းပြီးတော့ရခဲ့လို့ပြောမယ်ဆိုလည်းမလွန်ဘူးပေါ့လေဒုတိယပိုင်းမှာတော့အဓိကချီးကျူးရမှာအန်ဘူးမျိုး United တိုက်စစ်မှာကတဖြည်းဖြည်းနဲ့ ်ဆက်ကိုလည်းသူ့ကလည်းသူအလုပ်လုပ်လာနိုင်ပြီကွန်ညာလည်းကောင်းလာပြီဒါပေမဲ့ဒီတိုက်စစ်ရန်ရံတစ်ခုလုံးမှာအသက်သွေးကျော်လို့ပြောလို့ရတာအန်ဘူမိုပဲဟုတ်ကဲ့အန်ဘူမိုကိုအဓိကကောင်းကောင်းလှုပ်ရှားနိုင်ဖို့ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက်နောက်ကနေကောင်းကောင်း support လုပ်နေတဲ့သူကအာမတ်အဲ့တော့ဒီနှစ်ယောက်ရဲ့ duo က United ရဲ့အမိုရင်ရဲ့ဒီ system မှာဒီလက်ရှိ United နိုင်ငံတွေဆက်လာတဲ့ဒီလမ်းကြောင်းမှန်ပေါ်ပြောင်းရောက်လာတဲ့ပုံမှာအာမတ်နဲ့အန်ဘူမိုရဲ့ညာချမ်းတိုက်စစ်က United ရဲ့အဓိကတော့ချက်လို့တော့ပြောလို့ရပါတော့အဲ့တော့ပြိုင်ဘက်တွေအနေနဲ့ကျွန်တော်ရှေ့မှာ Sunderland နဲ့ ဒီညချမ်း United ညချမ်းတိုက်စစ်ကိုထိမ့်မှုအဖြစ်မရှိတာမတွေ့ခဲ့ဘူး Liverpool လည်းအလင်းကိုင်းစောစီမိခဲ့တာပဲဒီမှာလည်းထပ်ပြီးတော့ဒါ Brighton လည်းတည်တည်ကြီးနဲ့အဲ့ညချမ်းတွဲလုံးတွေကိုထိမ့်ချုပ်ရမှာသူ့အတွက်ပြဿနာတွေရှိခဲ့တယ် Ambubo ဒီကွဲမှာဒါတတိယမြောက်ဂိုးကို Sesko ပေးတာနေပြီးတော့တွင်းသွားတာလည်းတော်တော်လေးကိုကောင်းတယ်ဒီမှာတော့အငင်းပွားစရာတော့ရှိကြပါလေကွဲလေတော့မဒီဘောလုံးရဲ့ဘေးဒက်မှာလူရှောကဒီ router ကိုလှမ်းပြီးတော့ဆွဲလိုက်တယ်လို့ဖြစ်တာကို found ပေးခဲ့ရမှာပေါ့လေဒီမှာကွဲလေတိုင်းကဲ့ ဒါနည်းနည်းလေးဆုံးဖြတ်ချက်ဒွိဟဖြစ်ပြီးဝေဝါးသွားတဲ့ဟာတော့ပြောစရာတော့ဖြစ်သွားတယ်ကွန်ထရိုဗာရှယ်နည်းနည်းလေးငြင်းပွားစရာတော့ဖြစ်တယ်ဒါပေမဲ့အဲ့လားတပိုင်း CSGO နောက်ပေါက်လေးနဲ့ချိန်ပြီးတော့လှည့်ထွက်သွားတယ်တမ်းလောက်သွားတာလေးနဲ့တော်တော်တက်ရက်တယ်ပြီးတော့ MMO ထိုးပြလိုက်တယ်ဒီလိုဘောလုံးမျိုး MMO က area ထိတ်မှာကျွန်တော်တို့ရရထားတဲ့အချိန်မှာအမှန်တိုင်းဆိုရင်ကျွန်တော်တို့ပုံမှန်လှုပ်ရုပ်လှုပ်စင်အရာသူကိုယ်တိုင်ရောတော်တော်များများကစားသမားတွေကအဝေးတိုင်ကိုကန်တာများတယ်ဒါပေမဲ့ MMO ကကျတော့ချက်ရှိုးလိုက်ပြီးတော့ အဝေးတိုင်ကိုမကန်မဲနဲ့ဂူသမားရဲ့ဒီ narrow angle တဲ့ကိုကန်သွားတယ်ဆုံးဖြတ်ချက်ကလည်းဟို confidence ကိုသဘောကျတယ်ဗျာပြောချင်တာကပုံမှန်လုံရုပ်လုံစင်ဖို့ all of the balls မထင်ထားတာကိုရွေးလုတ်သွားတဲ့အကြောင်းလဲဒီ goal မှာရသွားတာပြိုင်မဲ့ဂူသမားရောခံစစ်ကိုအလင်းကိုင်းမိသွားပြီးတော့တော်တော်လေးအဆုံးသက်တော်တော်ကောင်းတယ်နောက်ဆုံး goal မှာဆိုလဲဒါအမူမူသွင်းသွားတဲ့ counter ကနေမထင်မဲ့ဘဲနဲ့ပြန်ပြီးတော့ရသွားတဲ့ goal မှာလဲတော်တော်လေးကောင်းတယ်ဒီပွဲမှာတော့ United ပြိုင်တဲ့တွေအတွက် ကွက်လက်တိုင်းဆုံးဖြတ်ချက်တွေကလည်းတော်တော်လေးပြောစရာကြီးဖြစ်နေတော့ကွဲအစဒီမိနစ်20လောက်အတွင်းမှာလည်းပယ်နလီ2ချိန်လောက်ရနိုင်တဲ့ဟာအာမတ်ကို area မှာတားတယ်အရန်ကြီး contact ကမပြင်းထန်ဘူးဆိုပေမဲ့ဘောလုံးမထိပဲနဲ့ဒူးကိုသွားထိလိုက်မိတာပယ်နလီပေးမယ်ဆိုပေးလို့ရတဲ့အချိန်တွေမပေးဘူး okay ဒီအောင်လက်ခံပေးလို့ရသေးတယ်ဒုတိယတစ်ချိန်ဒီပြိုင်မဲ့ခံစစ်အမှားနေပြီးတော့ MMO ကြီးဆွဲထွက်သွားတဲ့ဟာလူးစ်ဒန်နောက်ကနေ area တွေမှာဆွဲလဲလိုက်တဲ့ဟာဒါလုံးဝတရားရာခိုင်လို့မဟုတ်200ရာခိုင်လို့ပယ်နလီပေးကိုပေးရမယ်ဟာဒီကွဲမှာတော့ဒီကွက်လက်တိုင်းရဲ့ဆုံးဖြတ်ချက်တွေကလည်း United အတွက် VR တော့ပြန်မကြည့်ဘူးเนาะအေးအဲ့ဒါပြောကျွန်တော်ပြောတာ VR မပါလာဘူးလားဗောနဒီဘွဲမှာ VR ပြက်နေတာလားဒါမှမဟုတ် VR နဲ့ဒီ Anthony Taylor နဲ့ခြားထဲမှာရံဖြစ်ထားလားမသိဘူးလားမတည့်ကြဘူးမတည့်ဘူးသူတို့ကဟုတ်တယ်ကြီးရမှာဗျာကျွန်တော်ပြောတာ VR ဆိုတာဒီအတွက်ပဲထားထားလေ VR ဆိုဆက် referee referee ဆိုတာကျွန်တော်မသိခြားတဲ့အရာတွေပြန်ကြည့်ဖို့ဆို သူတို့ကជីကူမကြည့်တာဗျာသိလားကွန်တက်ကြည့်ရင်လည်းဘာမဟုတ်တာနေလိုက်ကြည့်ဟုတ်တယ်အဲ့ဒါကိုပြောတာဟာအဲ့ဒီကျွန်တော်ကြည့်မလားကြည့်မလားတစ်လုံးမှမကြည့်ဘူးသိလားအော်မနေ့ကဟိုအက်ကလစီကိုမှဆိုပြန်ကြည့်တယ်အပီပြင်နေကြည့်တာအဲ့လိုမျိုး share ဒီအဲ့လိုမျိုးပေါ့နော်ပြောချင်တာနည်းနည်းလေးတော့ထူးစံနောက်ပြန် United ကအာညာချမ်းနဲ့ပြောလို့ကိုချင်းရော United ရဲ့ညာချမ်းအတွေ့အထဲမှာ တော်တော်လေးမိလာတဲ့ဟာကြီးရှိရပါတော့ကျွန်တော်ဒါသပိုင်းချောင်းအရာပြောမယ်ဆိုရင်ဒါကတော့ဂိမ်းနေပြီဘက်ခံတော့အကြိုက်ဆုံးပဲနေပါဘို့ဒါပေါ်ကတော့သူအစင်လာနဲ့သွားတာဘယ်ချမ်းနဲ့ဆိုင်လေတော်တော်လေးတော့ရော်နယ်ဒိုလို့ပါဒီညာပဲစားတာထင်တယ်ဖလန်စီယာတို့ကိုဖာဂူဆန်ကြီးနောက် right wing ကနေပြီးတော့ညာနောက်ခံလူစင်ကစားခိုင်းတာတွေရှိတယ်ရော်နယ်ဒိုလို့ရှိတယ်နာနီလို့ရှိတယ်အဲ့တော့ယူနိုက်တက်မှာမှန်ပါတယ်ခုနကပြောလို့ပဲသူတို့အောင်မြင်ခဲ့တဲ့ကာလတွေမှာကြီးလာရင်အဲ့ဒီတောင်ပန်း ညာတော့မတောင်းမန်းပြီးတော့ညာနောက်ခံလူအမြဲတမ်းအတက်စင်းညီးတယ်တပေချမ်းပါဆိုတော့ Ryan Gate နဲ့ Evra တို့ညီးခဲ့တာတွေဟိုရင်တော့ Dennis Owen တို့လည်းတော်တော်လေးဒီ United က tradition နဲ့ရင်တော့442တွားတာဆိုတော့ဒီတောင်းမန်းနေရဲ့အလုလုပုံတွေရလာ United အတွက်ကတကယ်ကီတော့ချက်လို့ဖြစ်နေရပါလေအဲ့တော့အဓိကတော့အဲ့ဒီ Armand နဲ့ အန်ဘူမူရဲ့အညာချင်းကကျွန်တော်တို့ပရီးမီးယားလိမှာကျန်တဲ့ဘယ်တန်းချမ်းအကောင်တွေကိုကောင်းကောင်းကြီးအာအိမ်မဆိုးတွေပေးအောင်ပါဗျာဟုတ်တယ်နောက်လာမဲ့သိနေပြအဲ့ဒါတကယ်ထိန်းချုပ်ပါပဲအဲ့တော့သူတို့တော့ထိန်းတော့လေသူတို့စီကနေဘလုံးကထွက်တယ်ဗျထွက်တော့ဘေးဘက်မှာဟိုဘက်မှာကုညာတို့ဘယ်ဒီကွန်းလေးကလို space ကြီးကလွတ်နေရောအဲ့ပြဿနာကပြိုင်ဘက်တွေတော်တော်လေးဒုက္ခရောက်လာနိုင်တယ်ကျွန်တော်တို့ဘာသာ United ကိုဒီလောက်ထိအချို့ဟာလေးတွေပြော ရလဲပေါ့နော်အကြောင်းရင်းတစ်ခုရှိတယ် Brighton အခြေမဟုတ်ဘူးယာဒီလား Brighton ကဟိုတာမန်ကျွန်တော်တို့အသင်းလေးမဟုတ်ဘူးတာမန်ကြီးမဟုတ်ဘူးလို့ဟုတ်တယ်တာမန်ကြီးမဟုတ်ဘူးအသင်းကြီးကိုရွေးဖြုတ်လာတာဟုတ်တယ်အဲ့တော့အဲ့လိုအသင်းကိုကျွန်တော်တို့ကဒါအားရပါရကံပြီးနိုင်တော့အောင်လို့ကျွန်တော်တို့ကလည်းချီးကျူးနေရပါတော့အဲ့တော့ဒီပွဲမှာအဲ့ Brighton ကရော သူတို့နိုင်ခဲ့တဲ့ပွဲတွေမှာတော့သူတို့ခြေစမ်းပြရခဲ့ပွဲတွေမှာအထက်ဒီပွဲမှာဘာလေးတွေလူသွားတယ်ပေါ့နော်ထင်တယ်ပေါ့နော်ဒီမျိုးဘာဒီနေရာလေးတွေအဓိကတော့ Brighton အနေနဲ့ United ကိုနည်းနည်းလေး short အတွက်မိပုံလေးရတယ်သူတို့အရင်ပြီးခဲ့တဲ့၃နှစ်ဆက် Old Trafford မှာလာနိုင်ခဲ့တဲ့ United မဟုတ်တော့ရာတဲ့ကွာသွားတာပေါ့နော်အရင်ကျွန်တော်တို့ Brighton ကပြောချင်တာကသူကကောင်းကောင်းဘယ်အသင်းကိုဆိုသူကရှင်ကန်ချင်တာပြန်ပြန်ကောင်းအောင်သူလိုက်ကောင်းချင်တယ်သူကလိုက်ကောင်းအောင်ကန်တယ်ဟိုမန်စတီးကိုလည်းပလေးချင်းလိုက်ရှင်ကန်တယ်တိုက်စစ်ချင်းပြန်ပြီးတော့အခိုက်အတန့်တစ်ခုမှပြန်ပြီးတော့ဖွင့်တိုက်တယ်ပြန်ပြီးတော့အဲ့လိုလုပ်တယ်စပါးရိုးလည်းဖွင့်တိုက်တယ်ချဲလ်စီကိုလည်း သူဒါတယောက်ယော့သွားချိန်မှာပြန်ပြီးတော့အားနဲ့နိုင်ထားရယ်နော်မန်စီးတီးမန်စီးတီးချယ်ဆီအဲ့လိုနိုင်ထားတာအဲ့နောက်ဆုံးနျူကာဆယ်နဲ့ဖရိုက်တန်ဒီမာလဲယူနိုက်တက်ကိုတရေခံကစားချင်တာမဟုတ်ဘူးသူရဲ့ဇယိုက်ကိုအသင်းကြီးနဲ့တွေ့ရင် तू ကအဲ့လိုပြန်လှုပ်ပြချင်တာအဲ့တော့ယူနိုက်တက်ကိုလည်း तू အဲ့လိုယူနိုက်တက်ချီကိုတခုခု तू ပြန်လှုပ်ပြဖို့မင်တက်တို့အားနဲ့တိုးဖို့ပြန်ပြီးတော့လှုပ်တယ်ဒါပေမဲ့ယူနိုက်တက်ကအရင်ယူနိုက်တက်မဟုတ်တော့ဘူးစိတ်သက်ပိုင်းတော်တော်မာကြော်လာအဓိကကတော့ ပြောင်းလဲသွားတာဒီနှစ်ခေါ်ပရီးမီးယားလိနဲ့အသားကျပြီးသားကစားမတွေအန်ဘူဘိုတို့ကွန်ညာတို့လိုကစားမတွေခေါ်လိုက်တာအရင်မှန်သွားပြီးတော့ဒီကစားမတွေမှာလောက်အားနှုံးကအရင်ကစားမတွေမှာမရှိခဲ့ United အရင်မရှိခဲ့တဲ့ကစားမတွေမှာမမြင်ရတဲ့လောက်အားနှုံးမျိုးတွေမြင်ရပြီးတော့ဘောလုံးကိုယုံကြည်မှုရှိရှိနဲ့တစ်ချိန်လုံးရွေ့ရှားပြီးတော့ကောင်းကောင်းကင်နိုင်တယ်သင်းပေါ်ရင်လည်းကောင်းကောင်းချိတ်ဆက်နိုင်တယ် ပြီးတော့ကွန်ညာတို့အမ်မူမူတို့ကြည့် United ဘောလုံးပြတ်သွားချိန်မှာ Brighton ရဲ့တိုက်စစ်လမ်းကြောင်းပြန်ဆားတယ်ဒီ penalty box ထဲမှာ Brighton အဆုံးသတ်ဖို့ Mendet တို့တခြားကစားသမားတွေအဆုံးသတ်တဲ့ကန်ချက်တွေမှာအမ်မူမူလိုက်ပြီးတော့ဖိအားပေးပြီးဖြတ်တာတွေကွန်ညာလိုက်ပြီး slide ထိုးနေတာတွေခံစစ်ဇုံအထိရောက်တယ်သူတို့က box နဲ့ဖောက်တော့ဒီဘက် box ကနေ hole back box ကြီးတော်တော်အလုံးလုံးနိုင်တယ်ဆိုတော့ ဒါတွေက United ကတိုးတက်ပြောင်းလဲမှုတွေ Brighton အနေနဲ့ဒီမှာတော့ United ကအဲ့ဒီပုံစံကိုမထိန်းချုပ်နိုင်မယ်နဲ့စောစစီပဲဂိုးပေးလိုက်ရတယ်ဒုတိယမြောက်ဂိုးမှာကန်တရားကလည်းသူတို့ဘက်မှာမရှိခဲ့ဘူးပေါ့လေ United ရဲ့ DNA ကိုပြောင်းမြင်ရတယ်ဗျာကစားသမားတယောက်ကငါတို့ဒီအသင်းအတွက်ပေးဆက်မယ်ဆိုတဲ့ဟာမျိုးကိုဒီ Ambu Mo လို့ ကူကျင်လာလို့လို့ဒါဆက်စကူမှာတော့မှအဲ့လိုမျိုးပုံစံသွားမြင်ရတယ်ပေါ့နော်အဲ့တော့အထာကအသင်းရဲ့ကျွန်တော်တော့ main ပဲတကယ်အောင်မြင်ရတဲ့ target တကြီးရပါတော့ဒီဟာအဲ့ဒါပဲဘာကြောင့်ဆိုတော့ဒီအသင်းအတွက်ကစားခြင်းလို့မကစားခြင်းတလို့လို့ကောင်းနေထက်ဆိုင်ဒီလိုမျိုးအသင်းအတွက်တကယ်ပေးဆက်မဲ့ကောင်းနေရှိတာရှုံးသွားရင်တောင်မှအနေဆုံးအားရပါရစူးစားခဲ့သေးတာပဲဆိုတော့ feeling မျိုး vibe ကျွန်တော်တို့ပါပါတွတ်တွေ့ရတယ်ပေါ့နော်သူတို့ကျွန်တော်တို့ကြည်နေနေအဲ့တော့ဒါမဲ့ ပွဲတွေကြရင်ရော United ဘယ်လိုဒီပုံစံကိုထိနိုင်မလားနောက်ပြီးတော့ဟိုကောင်လေးသပင်ညက်ပြီးတော့ပါလာဟိုပါတော်တော်ကြာပြီဗျာသပင်မညက်ရတာအဲ့ကောင်သပင်ညက်ရနိုင်လားကျွန်တော်အဲ့ဒါလေးကိုတစ်ချက်သိချင်တယ်ဗောနော်အဲ့သပင်ညက်ရမယ်လို့ကိုချင်းထင်လား၅ပွဲဆက်နိုင်ရင်ဒီကောင်သပင်ညက်မယ်ဆိုတော့အခု၃ပွဲဆက်နိုင်သွားပြီဆိုတော့နောက်ထပ်၂ပွဲနိုင်ညက်ရမယ်ဆိုတော့အဲ့ဒါဘယ်လိုထင်လဲဗောအဲဟိုဟာဖြစ်တာဗောလေ तू တကယ်အဲ့ confidence ကိုလည်းတော်တော်လေးစားတယ်ဘလို့ယုံကြည်မှုနဲ့ तू ပြောတဲ့ချိန်မနစ်ကအော်တိုဘာကနေပြောလိုက်တာအော်တိုဘာကနေပြောလိုက်တာအဲ့တော့နိပြပြောင်းလဲဖြစ်တဲ့အချိန်မှာ तू လာမယ်နိပြတက်ကမိုရင်ရောက်လာတော့မယ်ဆိုတဲ့အချိန်မှာထင်ပါတယ်နိပြပြောင်းလဲအော်တိုဘာမှာပြောရဲဆိုတော့တန်ဟတ်ထွက်ပြီးတော့အမိုရင်ရောက်လာတော့မယ်စကူးမကူးကာလာလေးမှာ तू အဲ့ဇကောက်ငါးပွဲဇက်နိုင်မှာ तू သဘင်ညံ့မယ်လို့ပြောလိုက်တယ် သူစကားနဲ့သူပေါ့လေဟိုငါးပွဲဆက်ကလည်းတစ်နှစ်လောက်ရှိပြီမနိုင်တာဟိုပထမဆုံးမနိုင်ဘူးနှစ်ပွဲတော့မနိုင်ငါးပွဲခဏနေအခုသုံးပွဲဆက်နိုင်ပြီဆိုတော့နီးစက်လာပြီတဝက်တော့ခြေလန်းတဝက်တော့ရထားပြီပေါ့အခုရှေ့လာမဲ့ပွဲက forex နဲ့ပွဲဆိုတော့ forex ကကောင်းလိုက်မကောင်းလိုက်ဖြစ်နေရဆိုတော့ forex နဲ့ပွဲက united နိုင်မယ်ဆိုနိုင်လို့ရတယ်နိုင်မှာပါအဓိက danger ကဒီ November 10ရက်နေ့မှာကစားမယ် Spa နဲ့ပွဲ။သဘင်ညံ့မညံ့။အဲသဘင်ညံ့မညံ့အဆုံးပြတ်ပေးပါက။ Spa ကလည်းပြဿနာကအိမ်ဝင်းထက် အဝေးခွင့်နေကောင်းတယ်ဆိုတော့ United အဲ့မှာလည်းဘာလို့ပြရမလဲဒါကတော့အသင်းကြီးချင်းချင်းလည်းဖြစ်နေတယ်အဝေးခွင့်လည်းဖြစ်နေတယ်ဆိုတော့နည်းနည်းတော့ United အတွက် Anfield တော့များတယ်ပေါ့နော်ဟုတ်တယ်အဲ့တော့အမိုးရင်ပြီးတော့ United ကောင်းလာဒီကြီးပဲပြောလို့ဒီမှာရော United ကလိုအပ်တာတွေမရှိဘူးလားဆိုရှိပါသေးတယ် United ကဟိုလုံးဝဈေးလုံးချောမဟုတ်သေးဘူး Man City တို့ Liverpool တို့ Arsenal တို့လိုမျိုးလုံးဝ perfect ဖြစ်နေရမျိုးတော့မဟုတ်သေးဘူးစိုးရင်စိတ်ကလေးတွေမြင်နေရသေးတယ်အမိုးရင်ကိုယ်တိုင်လူစားလဲမှုတွေမှာအားနည်းချက်ကလေးတွေရှိနေသေးတယ်မိနစ်80လောက်မှာမလိုအပ်ဖဲနဲ့ကစားကြလာတဲ့အာမက်တို့ကာစီမီရိုတို့ထုတ်ပြီးတော့ဒိုဂူတို့ ဒါမိုင်းနူးတို့ထည့်လိုက်တာတော်တော်လေးနီးပြူပါပိုင်းကအလုတ်ဖြစ်နေတဲ့ကစားကွက်ကနေပြီးတော့တော်တော်လေးကိုအသိအားနေသွားတယ်ဥမာမိုင်းနူးကစီမီယိုနေရာမှာမိုင်းနူးဝင်လာတဲ့အချိန်မှာကွင်းလယ်မှာဘောလုံးကိုဖျက်မဲ့တက်ဆွာရမရှိတော့ဘူးဘောလုံးကိုပြိုင်ဘက်က Brighton တိုက်စစ်လမ်းကြောင်းနေအားလုံးကဒိုးယိုပေါ့ခံစစ်စီရောက်လာချိန်မှာအချိန်မှာတော်တော်လေးကို United ရုန်းကန်ခဲ့ရတယ်ပြီးတော့ဒေါ်ဂူဒေါ်ဂူဆိုတော်တော်လေးကိုဟို United ရဲ့ဒီ first line အထက်ဝင်လာဖို့တော်တော်ခက်တယ်အရေးသွေးတစ်ခုရှိတယ်ဒါပေမဲ့အရန်ပြာလို့နဲ့ဟို discipline ဘိုင်းနေအရန်အားနေတယ်ဒီမဖြစ်တဲ့နဲ့အမှားလေးတွေ ယူနိုက်တက်မှာနောက်တစ်ခုမြင်ရတာရှေ့မှာအာဆင်နယ်တို့ဂျုံခဲ့သလိုပါပဲတဖြည်းဖြည်းချင်းဒါတော့တိဆောက်ယူသွားမှာပေါ့လေပွဲထွက်17ယောက်ကအခုကအဖြည်းတဖြည်းဖြည်းချင်းအချိတ်ဆက်မိလာပြီးကစားကွက်တွေမိလာပြီးဟိုတကားတဲ့လိုပုံစံမျိုးဖြစ်လာပြီးနိုင်ပွဲစာလောင်စိတ်တွေမြင်လာပြီးဒါပေမဲ့ပွဲထွက်17ယောက်နဲ့စကွက်တက်ပိုင်းမှာအရင်မှာရှိနေတဲ့ကစားမားတွေရဲ့ quality နဲ့ကြတော့နည်းနည်းလေး level တစ်ခုဟာနေတယ်ဥပမာဒီ17ယောက်ထဲကပွဲထွက်17ယောက်ကိုကစားအကြလာလို့ပဲဖြစ်ဖြစ်နီးပြူပါပိုင်းရပါဖြစ်ဖြစ်လူစားလဲမယ်ဆိုအရင်မှာရှိနေတဲ့ကစားမားတွေက အဲ့ဒီ level အဲ့ဒီ performance မျိုးကိုမပြနိုင်ဒီဘက်မှာဆိုမြင်လိုက်ရတယ်ဒီ minu တို့ဒိုဂူတို့ဝင်လာတော့မှ united ကပြတ်ထွက်သွားပြီးတော့တော်တော်လေးကိုတည့်ရခတ်သွားဆိုတော့လာမယ့်ပွဲတွေမှာတော့တဖြည်းဖြည်းချင်းတော့ဒီပြတ်တော့အမိုးရင် handle လုပ်ရလိမ့်မယ်ဗောလေဒါကတော့တရာသီထဲနဲ့လည်းဖြည့်ရှင်းလို့မရဘူးတဖြည်းဖြည်းချင်းတော့နှစ်ရာသီလောက်သုံးရာသီလောက်မှာတော့တဖြည်းဖြည်းချင်းပိုကောင်းလာလိမ့်မယ်လို့ထင်တယ်ဘာဖြစ် united ကိုတိုးတက်လာရဲ့လားဒီလိုမြင်ရတာစိတ်ချမ်းသာတရားကောင်းပါဟုတ်ပါတယ်ကျွန်တော်နည်းနည်းလေးနည်းနည်းလေးကျွန်တော်ဟိုဘယ်လိုပြောရလဲ recommend ပေးချင်တာဗောနော် remind လုပ်ချင်တာလေးပြောဖို့ကြံခဲ့တာဗောဟုတ်ကဲ့ sunny lemon ဆိုဆန်နီလမန်စပါပြီးရဲ့ ဒါ first line ဆက်ခဲ့ center line ကနေစပြီးတော့နိုင်တာသုံးဘွဲစတိုက်ရှိသွားပြီပေါ့နော်အဲဒီကိုသမားကလည်းတကယ် lucky ပဲနေအဲကိုသမားဒီ lemons တဲ့ဒီခန်းစေကြောင်းနဲ့ဂျားထဲမှာကိုနားလည်မှုလေးတွေကိုကျွန်တော်သွားတွေးလိုက်ရတယ်ဗျာဒီအဲ့လိုမျိုးအဲ့ဒါလေးကိုတော့ကျွန်တော်လည်းတော်တော်အားရတယ်ပေါ့နော်ဟိုဒီခန်းစေကြောင်းကိုကာကွယ်ရမယ်ဆိုတဲ့စိတ်မျိုးတွေနောက်ပြီးတော့ဒီကာစီမီရိုနဲ့ ဒီဘရူနိုဖာနန်ဒက်စ်ကိုတော့ကျွန်တော်ကအဲ့အချားလေးကိုပဲကျွန်တော်အမြဲစိတ်ဘူးလားဘာလို့သူတို့ရဲ့အသက်အသက်ဆိုတဲ့ကစားအသက်ရွယ်လဲပါတယ်နောက်ပြီးတော့ကစားရတဲ့ပွဲရလဲသူတို့ကမဖြစ်မနေပွဲတိုင်းကိုကန်နေရတဲ့သဘောဖြစ်နေရပါတော့ကျွန်တော်ကိုချီထောက်ပြခဲ့တဲ့အယံမရှိတာအာမိုင်းနူးအလောက်ထိကြာသွားမယ်လို့ကျွန်တော်မထင်ထားဘူးတကယ်ပြောတာပွဲလဲကစားခွင့်ဂိမ်းတိုင်းနဲ့ရလဲပါတယ်ဂိမ်းတိုင်းတော့ကော်ဖီနဲ့မှနည်းပျောက်သွားရပါတော့ကန်နေတဲ့ပုံစံတွေပါတယ်ကျွန်တော်တို့တွေးခဲ့တဲ့မိုင်းနူးမဟုတ်တော့ဘူးပေါ့အဲ့တော့နောက်ဆုံးဒါ United နဲ့ပတ်သက်ပြီးတော့အာကိုချီကြီးအနေနဲ့ နောက်ဆုံးပါပြောချင်သေးတယ်ပေါ့ဒီ Brighton နဲ့ပွဲမှာ United ရဲ့ဒီပြိသက်တွေကိုဟုတ်အဲ့တော့ United ပြိသက်တွေအတွက်တကယ်ကိုဒါရွှေရောင်ပြိုရမယ့်နေ့ရက်တွေပြန်လာပြီပေါ့နော်အဲ့တော့တကယ် United ပြန်လာပြီဆိုတော့ဟာသားမဟုတ်တော့တကယ်ပြန်လာပြီပြီးတော့ United မမေ့ရမှာကပြိုင်ဘက်အသင်းကြီးတွေအားလုံးက Champion League တွေ Europa League တွေ Conference League တွေဥရောပပွဲတွေနဲ့တပတ်ကို2ပွဲလောက်ကစားနေချိန်မှာ United ကအေးလူလူနဲ့တပတ်ကို2ပွဲပဲကစားနေဒီနှစ်ဖြစ်ချင်တော့ Saucy City Greensby Town ကို League Cup မှာပါရှုံးပြီးတော့ထွက်လိုက်တော့ လီဖလားလည်းမရှိတော့ဘူး။ FA ဖလားနဲ့ပရီးမီးယားလိပဲ။ဟိုပြောချင်တာ United နဲ့ Emporing ကဒီရသည့်အေးအေးတက်တာနဲ့ပရီးမီးယားလိတခုရဲ့အပြေးအဝအာရုံစိုက်ခွင့်ရှိတယ်။ FA ဖလားကလည်း January လောက်မှခံရမှာဆိုတော့ ACC ပဲ။အဲ့တို့ကဘာပွဲပတ်မှုမှမရှိဘူး။ကျန်တဲ့အသင်းကြီးတွေအားလုံးထဲမှာဒီရသည့်ပရီးမီးယားလိအသင်းတွေထဲမှာ United ကလုံးဝပွဲမပန်းဆုံးအသင်းလို့တော့ပြောလို့ရတယ်။အဲ့တော့ဒါကိုလုံးဝမေ့ထားလို့မရဘူး။အမြင်နဲ့ fresh ဖြစ်နေတယ်။ကစားသမားတွေတပွဲချင်းစီပြင်ဆင်မှုပြင်ဆင်ချိန်တွေလုံလောက်နေတယ်ဆိုတာမျိုးကိုသွားပြီးတော့တွေ့ရတယ်။ဒီရသည့်တော့ဒီပုံစံလေးက United အတွက်တကယ်ရှိတဲ့ ਨੇ ကျွန်တော် United ကို လူမန်နေရာမှာပြန်ပြီးတော့မြင်ရလိမ့်မယ်အခုအဆင့်6နေရာပြန်အောင်လာပြီထိတ်ဆုံးကအာဆင်နယ်နဲ့6မှတ်လောက်ပဲကွာတော့တယ်ဒါလီဗာပူးရဲ့အပေါ်တော်ရောက်လာပြီမန်စီးတီးနဲ့ရမှတ်တူဆိုတဲ့အနေနဲ့ဒီလိုနှစ်နှစ်လောက်တည်းမှာဒါပထမဆုံးအဲ့လို level တစ်ခုကိုပြန်ပြီးရောက်လာဆိုတော့ဒီအရည်မှာတော့1 to 6လောက်တွင်မှာယူလိုက်တဲ့ကိုကျွန်တော်ပြန်မြင်ရလိမ့်မယ်ထင်တယ်။ချန်ပီယံလိဝင်ခွင့်ကိုတကယ်လည်းမျှော်လင့်လို့ရသွားပြီ။ရမယ်မရဘူးကတော့ကန်တီကန်မှပြောဖို့ခက်တာပေါ့လေ။ top 4လည်းဝင်ဖို့ကတော့ဒါပေမဲ့ top 4လည်းမဝင်အောင်မှာယူနိုက်တက်ကအဆင့်5 6မှာတော့ ရက်နိုင်တဲ့ခြေစွမ်းယုံကြည်မှုမျိုးကိုကျွန်တော်မြင်နေရပြီလို့ခံစားရတာပဲဟုတ်ကဲ့အဓိကတော့ပဲအစီကကိုချင်းပြောခဲ့အစစ်6တွင်ဝင်မဝင်ကိုကျွန်တော်တငယ်ချင်းတွေထဲမှာနည်းနည်းလေးဘာသာပြောထားတာလေးရှိတယ်ပေါ့ရှိတယ်ပြောထားလေးရှိတယ်အဲ့တပေါက်တော့ရှိတယ်အဲ့တော့ဒါကြည်တယ်ညီကိုရောအစ6တွင်ဝင်နိုင်လားမဝင်နိုင်လားလေးပေါ့နော်အဲ့ဒါလေးဒါကြည်ခဲ့ညီကိုလည်းကွန်မန့်မန့်ပေးပဲတောင်းဆိုချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးကတင်းများသွားပြီဆိုတော့နောက်ပွဲတွေဆက်ပြီးဆွဲကြတော့ဒါလေးကတော့ပဲရက်လိုက်ကြအောင် ဟုတ်ကဲ့ပါဒါကျွန်တော်တို့ sports corner ရဲ့ဒါ review season ဖြစ်ပါတယ် Manchester United အသင်းနဲ့ Brighton အသင်းတို့ရဲ့ပွဲပြီးဒါသုံးသက်ချက်ဖြစ်ပါတယ်လာမယ့်ပွဲတွေကျွန်တော်တို့ဆက်လက်ပြီးတက်ဆက်ပြပါဖြစ်လို့ကြည်ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ကြည်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ